အားလုံးပဲမင်္ဂလာပါကွယ်ဒီချေကတော့စက္ကမရန်ပထဝီဝင်ဘာသာရက်ကိုတင် जा ပြီးမြဲဒီချေမှုပဲဖြစ်ပါတယ်သားတို့သမီးတို့ကိုဒီနေ့เนาะအခန်း7တင်ငန်းစာနှိကဲ့ဥရုမြဖြစ်ပေါ်လာပုံဆိုတဲ့အကြောင်းကိုဒီချေတင် जा ပြီးမှာဖြစ်ပါတယ်ကဘာဟာ သူ့ရဲ့ဝင်ယူမိမိဝင်ယူပမာသူကဗဟုပြုတ်ပြီးတော့လဲပတ်နေတယ်အဲ့လိုလဲပတ်နေတဲ့အကြောင်းမလို့ဒီချေတို့အခုပြထားတဲ့ပုံလေးတိုင်းနိနဲ့ညဆိုတာဖြစ်ပေါ်လာတာเนาะဒါကိုသားတို့လည်းသိပြီးဖြစ်တယ်သူဟာ23နှစ်ပိုင်းပိုင်းဒီတင်းဆောင်ပြီးတော့လဲနေတယ်ဘလို့လဲလဲအနောက်ကနေအရှိကိုသူကဘဲဥပုံလမ်းကြောင်းလေးတိုင်းလှက်ပတ်နေခြင်းဖြစ်တယ်သူအဲ့လိုလှက်ပတ်နေခြင်းကြောင့် ဥရုတွေဖြစ်ပေါ်လာတာဖြစ်တယ်။ကြဲအဲ့တော့ဒီချေတို့ဆက်ပြီးတော့ကြည့်အောင်ဥရုများဖြစ်ပေါ်လာပုံအကြောင်းနော်ဘလို့ဖြစ်လာလဲ။ကဘာဟာဘဲဥပုံတိကျတဲ့လမ်းကြောင်းနဲ့သူကနေကိုအနောက်ကနေပြီးအရှိကိုသူကလှည့်ပတ်နေတယ်။အဲ့လိုလှည့်ပတ်နေတဲ့အခါမှာသူကတပတ်ပြည့်ဖို့အတွက်365လေးပိုင်းတစ်ပိုင်းရက်အဲ့ဒါကိုတုံ့ဖို့တက်နှစ်ကြာတယ်လို့သတ်မှတ်တယ်။ ကဘာနေပတ်လမ်းကြောင်းအတွင်းဘယ်နေရာမှာပဲ तू ကရှိစေကားမူ तू ဘယ်နေရာပဲရောက်ရောက် तू ရဲ့ဝင်ယူကတော့အမြဲတမ်း23နှစ်ပိုင်းပိုင်းဒီဂရီဆိုတာလေးကိုတင်ဆောင်နေတာပဲဖြစ်တယ်ပြောင်းလဲမှုမရှိဘူးပေါ့နော်အဲ့ဒီအချက်တည်းကြောင့်တီချေတို့ရက်ဒေတာအလိုက် နေရောင်ညီရရှိမှုတွေကလည်းမတူဘူးကွာခြားသွားတယ်ဒါကြောင့်မလို့ဥရုတွေဆိုတာဖြစ်ပေါ်လာတာဖြစ်တယ်ဟုတ်ပြီနော်ကဘာပေါ်မှာအတိကဥရုကြီးနှစ်မျိုးရှိတယ် ဘာလဲဆိုတော့နှွေဥထုနဲ့ဆောင်းဥထုဆိုပြီးတော့ဥထုနှစ်မျိုးရှိတယ်။အဲအဲ့ဒီဥထုကြီးနှစ်ခုကြားထဲမှာမှာနှွေကုဥထုနဲ့ဆောင်းကုဥထုဆိုပြီးတော့ထပ်မံပြီးတော့တစ်ခါစိတ်ပိုင်းထားတယ်။အဲ့တော့ကမ္ဘာဝင်ရိုးတိမ်းဆောင်းတဲ့အတွက်ကြောင့်မလို့မြောက်ကမ္ဘာချမ်းနဲ့တောင်ကမ္ဘာချမ်းဒေသတွေမှာနေအပူချိန်ရရှိမှုဟာမတူဘူးပေါ့နော်။စန့်ကျင်ဘက်အနေအထားဖြစ်နေတယ်။ဟောမြောက်ကမ္ဘာချမ်းမှာနေရောင်ကြီးကြားရောက်တဲ့အချိန်မှာနှွေဥထုဖြစ်တယ်။တောင်ကမ္ဘာချမ်းမှာကျတော့ဆောင်းဥထုဖြစ်နေမယ်။ အဲ့ဒီကာလဟာမြောက်ကဘာချမ်းမှာနေတာရှိမယ်ညတာတူမယ်ပေါ့ကွယ်ဟုတ်ပြီနော်အဲ့ဒါကိုသားတို့ဒီမှာပုံလေးကိုကြည့်ပါပုံလေးကိုကြည့်တဲ့အခါမှာနေကိုကဘာ23နှစ်ပိုင်းတိုင်းဒီကြီးဆိုတဲ့သူ့ရဲ့ဝင်ရိုးပေါ်မှာတင်းဆောင်းပြီးတော့ဘယ်နေရာကိုပဲရောက်ရောက်သူကအဲ့ဒီပုံစံလေးအတိုင်းနေကိုလှည့်ပတ်နေတာကို တွေ့ရမှာဖြစ်တယ်နော်ကဘာကနေကိုလှည့်ပတ်နေခြင်းကြောင့်ဥရုတွေဖြစ်ပေါ်လာတာကိုဒီချေတို့ဒီမှာ ပုံလေးနဲ့တကွာလေ့လာနိုင်နေနော် အဲ့တော့ຫນွေကူးနဲ့ဆောင်းကူးကာလာတွေမှာ equator ဘောကိုနေအောင်ကြီးရဘလို့ကြရလဲဆိုတော့တက်တက်မတ်မတ်ကိုကြာရောက်တာအဲ့ဒီအချိန်မှာတကမာလုံးမှာကြာတော့နေတာရဲ့ညတာရဲ့ကတူးနေတယ် ဟုတ်ပြီနော်ဒါကြောင့်မို့တနှစ်လုံးမှဆိုလို့ရှိရင်ကဘာအချမ်းအလိုက်ဖြစ်ပေါ်နေတဲ့ဥရုအမျိုးအစားတွေအချိန်ကာလတွေကိုတီချေတို့ဒီဇာခွက်လေးကိုကြည့်ပြီးတော့လေ့လာမယ်ဆိုရင်မှတ်မိလွယ်လိမ့်မယ်အဲ့တော့ဒီဇာခွက်လေးကိုတီချေကရှင်းပြမယ်နော်မြောက်ကဘာချမ်းမှာရှိတဲ့ရာသီဥတုတောင်ကဘာချမ်းမှာဘလူရာသီဥတုရှိမယ်ဆိုတာတီချေတို့လေ့လာကြည့်ရအောင်ဟောပထမဦးဆုံး February March April ဆိုတဲ့၃လမှာ မြောက်ကဘာချမ်းမှာနွေကူဥတုဖြစ်နေတယ်သူရဲ့စန့်ကျင်ဘဲတောင်ကဘာချမ်းကြတော့ဆောင်ကူဥတုဖြစ်တာပေါ့ဟုတ်ပြီနော်ကဲဧပြီပြီးတော့ပါလာလဲ မေဇွန်ဇူလိုင်ဆိုတဲ့လ3လဆက်လာမယ်အဲ့ဒီ3လအတွင်းမှာကျတော့မြောက်ကမ္ဘာချမ်းမှာနွေရာသီဖြစ်နေတဲ့အချိန်မှာဟောဒီချေတို့စောင်းရသည်ဟာတောင်ကမ္ဘာချမ်းမှာဖြစ်နေတာပေါ့နော်ဟုတ်ပြီနော်ကဲနောက်တစ်ခါဇူလိုင်ပြီးရင်ဘာလလာလဲ August September October ဆိုတဲ့လ3လမှာမြောက်ကမ္ဘာချမ်းမှာစောင်းကူဥတုဖြစ်ရင်တောင်ကမ္ဘာချမ်းမှာနွေကူဥတုဖြစ်မယ်ဟုတ်ပြီနော်အဲ့တော့နောက်ဆုံးအောက်တိုဘာလပြီးရင်နိုဝင်ဘာဒီဇင်ဘာဇန်နဝါရီဆိုရဲနောက်ဆုံး3လမှာကြတော့ မြောက်ကဘာချမ်းမှာစောင်းထုဖြစ်တဲ့ချိန်မှာတောင်ကဘာချမ်းမှာနွေဦးထုဖြစ်နေတယ်။ဟုတ်ပြီနော်။အဲ့တော့ပထမဆုံးစတဲ့ February လရဲ့နောက်ဆုံးဆုံးသွားတဲ့ January လအတွင်းဒီ hari အားလုံးကိုတော့မှတ်သားမှာဖြစ်တယ်ပေါ့နော်။အဲ့တော့စာညင်ဘက်ကအများအားဖြစ်နေတယ်။မြောက်ကဘာချမ်းမှာဖြစ်တဲ့ဥတုနဲ့တောင်ကဘာချမ်းမှာဖြစ်တဲ့ဥတုကစာညင်ဘက်ဖြစ်နေတယ်ဆိုတာကိုသာတို့ဒါမှတ်သားရမှာဖြစ်တယ်။ဇရားခွက်လေးနဲ့တွဲပြီးမှတ်သားမယ်ဆိုရင်ဒါမှတ်မိလွယ်လိမ့်မယ်။ ဟုတ်ပြီဒီသင်ခန်းစာကိုကိုတီရှယ်ကို လေ့လာခဲ့ကြပြီဘလို့အချက်တွေသိလဲအဓိကချက်တွေသိသွားပြီเนาะဘာချက်တွေလဲကဘာနေကိုတပတ်ပြည့်အောင်လက်ပတ်ဖို့အတွက်ကို365လေးပိုင်းတစ်ပိုင်းရက်အဲ့ဒါကိုတစ်နှစ်လို့လဲခေါ်ရဲအဲ့လောက်တစ်နှစ်ကြာတယ်ဆိုတာကိုသိလိုက်ရတယ်ကဘာဝင်ရိုးတိစားမှုကြောင့်မြောက်ကဘာချမ်းနဲ့တန်ကဘာချမ်းမှာနေအောင်ကြီးရရှိမှုတွေအားလည်းစန့်ကျင်ဘက်ဖြစ်နေတဲ့အနေအထားဆိုတာကိုသိလိုက်ရတယ် ဟုတ်ပြီနော်နောက်တစ်ခုကဘာမှာအဓိကဥရုနှစ်မျိုးရှိတယ်နှွေဥထုနဲ့ဆောင်းဥထုဆိုတာအဓိကပေါ့နော်အဲ့နှစ်ခုကြားတဲ့မှာမှာကာလကိုနှွေကူဥထုနဲ့ဆောင်းကူဥထုဆိုပြီးတော့ထပ်မံစိတ်ပိုင်းထားတယ်ဆိုတဲ့အချက်ကိုဒီချက်တို့အဓိကအချက်နေနဲ့သိရှိသွားကြပြီနော်ဟုတ်ပြီအဲ့တော့ဒီချက်ဒီနေ့ပြောပြပြီးခဲ့တဲ့အကြောင်းအရာလေးကတော့အခန်း1တဘာဝပထဝီရဲ့သင်္ကန်းစာ နှစ်ဖြစ်တဲ့ဥရုမြဖြစ်ပေါ်လာပုံအကြောင်းပဲဖြစ်ပါတယ်နော်အဲသားတို့တမီးတို့လည်းဒီသင်္ကန်းစာကိုနားလေသွားမယ်သဘောပေါက်သွားမယ်လို့တီချင်မျှော်လင့်ပါတယ်နောက်သင်္ကန်းစာမှာတီချင်နဲ့ပြန်တွေ့ကြမယ်နော်